ဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီးအခုမေကွန်းရှင်ကကိုအောင်သူပါကိုအောင်ကိုအောင်သူဟုတ်ပြီအသက်33နှစ်အမျိုးသား33ကျတော့ကျမမဲ့ရေနော်ဟုတ်ကဲ့ဆရာကြီးကောလင်းရပါဟုတ်ပြီတယ်ယူပို့ဆောင်ရေးအလုပ်တဲ့ဟုတ်ပြီဆရာကြီးခင်ဗျားတဲ့အလုပ်ကတဲ့ အသက်16နှစ်နှစ်ကနေ28နှစ်အထိလက်ဖက်ရည်ဆိုင်ဖွင့်ပြီးနံပြားရိုက်လက်ဖက်ရည်ဖြော်ရတာမို့တဲ့မိဖို့ပဲနေရတဲ့အချိန်ကများခဲ့ပါတယ်တဲ့မှန်တယ်အပူနဲ့များပါဘူးဟုတ်အခုလဲတဲ့တယူပို့ဆောင်ရေးလုပ်ငန်းမို့လို့တဲ့နေပူတဲ့သွားရတာမျိုးရှိပါတယ်တဲ့ဟုတ်ပြီဖြစ်တာကတဲ့အာယုံကျော်အားနေပြီးရာသီဥတုအေးရင်တဲ့ညာဘက်တစ်ချမ်းလုံးအေးပြီးတဲ့အနေရခက်လို့ပါခင်ဗျာတဲ့ညာဘက်တစ်ချမ်းလုံးနော်ဟုတ်ပြီအာယုံကျော်အားနေတယ်ဆိုစကလုံးကတော့ ရေဝူရတုံးကြတာပေါ့နော်ဟုတ်ကဲ့ဆရာကြီးအာယုံကျော်ကတချို့ကမျက်စိအာယုံအာနေတာဟုတ်ကဲ့ဆရာကြီးတချို့အတန်ပေါ့နားအကြုံအာနေတာဟုတ်ကဲ့ပါဆရာကြီးတချို့အနံ့ကိုဘာနံမှမသိဘူးဟုတ်ကဲ့ပါဆရာကြီးကိုနားမှာငရုသီးလှော်တာတော့မသိဘူးတဲ့နော်အဲ့လိုအာယုံကျော်ပြောကြတဲ့အခါကျတော့အခုကရေဝူရခြုံပြောလိုက်တာပေါ့ဟုတ်ကဲ့ပါဆရာကြီးအဲ့တော့အုံနောက်အာယုံပေါ့အုံနောက်အာယုံနော်ဟုတ်အာယုံကျော်အာနေတဲ့ဆိုတာကတော့နံပါတ်၁ကတော့အေးကြီးဝဝအေးပါလို့ပြောချင်ပါတယ် ဟုတ်ကဲ့ဆရာကြီးအဲ့ချိန်ကိုလုံလောက်အောင်ပြီပါလူကြောင်ကဒီနေ့ကိုဖြတ်မြခြင်းအ ਨੇ ဆုံးတော့6နိုင်ရနေ7နိုင်လောက်အိတ်တဲ့နောက်အယောင်တွေကိုကြည့်တဲ့အခါမှာကိုရှိမှတွေးတဲ့အယောင်တွေဥမာအားနေတယ်လီဖုန်းပို့နေအဲ့ဒီအယောင်တွေဟာကိုဒုက္ခပေးတာပဲဟုတ်ကဲ့ပါဆရာဘယ်လိုမရှောင်သာဘူးပို့အပ်မှာပဲတယ်လီဖုန်းကလည်း black and white ကိုပြောင်းပို့ဟုတ်ကဲ့ပါဆရာကြီးနော်လူသုံးပစ္စည်းဖြစ်တဲ့ကိုနဲ့နေစဉ်တွေ့နေသုံးနေရတဲ့ ဥမာအရဲ့လေသာပရင်းမှာတတ်ထားတဲ့လိုက်ကာတို့ကိုအိတ်တဲ့ခြံအောင်တို့ကိုခြုံတဲ့ဆောင်တို့အဲ့ဒါမျိုးတွေကိုအများအဖြစ်အပြာရောင်နဲ့အဝါရောင်ကိုဦးစားပေးတော့မှာလို့ဟုတ်ကဲ့ပါဆရာနော်နောက်ဆုံးကန်းကောင်ပြောရင်ကိုရီချိုခဲနဲ့မှာဟုတ်ကဲ့ဆရာသုံးမဲ့တဲ့ဘက်ပစူး အဲ့ဒါစားပြီးအပြာရောင်သုံးပါလို့ဟုတ်ကဲ့ပါဆရာအပြာနဲ့အဝါပေါ့လေသုံးပါဆရာဟုတ်အရောင်ဆုံးအ내အထူးရှောင်ရပါမယ်ဟုတ်ကဲ့ပါဆရာတက်ကနီကာလာခေါ်တယ်နော်ဟုတ်အဲ့လိုအရောင်တွေကိုကြကိုကျိုးကျိုးကြကြအရောင်တွေနောက်ခုတယ်လီဖုန်းလို့အရောင်တွေအဲ့ဒါမျိုးရှောင်ပါလို့ဟုတ်ကဲ့ပါဆရာဟိုညာဘက်တစ်ချမ်းလုံးအေးပြီးရောနေတာဆရာအဲ့အဲ့ဒါတော့ဒါရေဘူးအပြည့်ဟို ပေါ်တော့မပေါ်ပါနဲ့ကြောက်လဲကြောက်မသွားပါနဲ့နော်ဟုတ်ကဲ့ပါဆရာကြီးအေးပြီးလို့ရှိရင်ထုံလာမယ်ဟုတ်ကဲ့ကျင်လာမယ်လှုပ်လို့သိမရခြင်းမူစပင်ဖြီးတို့မကောင်းမူသွားတိုက်လို့မကောင်းမူတကယ်တော့အဲ့ဒါလေမဖြတ်သေးဘူးလေဖြတ်မှရဲ့ကျူတဲ့နမိတ်ပြတ်လက္ခဏာတွေလေပြတ်လာတာပေါ့ပါဆောင်နဲ့ရေလေပြတ်တာပေါ့ဟုတ်ကဲ့ဆရာကြီးပါဝါထွန်းနဲ့လေပြတ်သွားပြီနော်ဟုတ်ကဲ့ဆရာကြီးပြတ်သေးမှလေပါပဲပြတ်တာပေါ့ ပြတ်တောင်းပြတ်တောင်းဖြစ်လာအဲ့လိုဖြစ်တတ်ပါလေဟုတ်ကဲ့ဆရာကြီးအဲ့ဒါအတွက်ခုနပြောတဲ့အကျိုးဆောင်ပါဟုတ်ကဲ့ပါဆရာကြီးအဆက်ဆောင်ပါအချင်းခါစားပါလေ့ကျင့်ရလှုပ်ရှားမှုလေးလုပ်ပေးပါဥမာတံပါးကိုတာမျိုးတို့ဟုတ်ကဲ့ဆရာကြီးနော်လက်ဆောက်လက်ဆောက်တဲ့အခါမှာလက်ကိုလွှဲပြီးတော့တေချာလွှဲတာမျိုးပေါ့နော်ဟုတ်ကဲ့ပါဆရာကျမ်းမာရေးရလွှဲတာတွေ့တယ်တွေ့ဘူးပါလေနော်ဟုတ်ကဲ့ပါဆရာလက်ဆောက်တာကျမ်းမာရေးရလက်ဆောက်တော့သိကြည့်လို့ပေါ့လက်ကိုတာရှေ့ဆွဲရှေ့ကိုခါတဲ့တအားလွှဲလိုက် နောက်ကိုဓာတ်လွှဲအဲ့လက်အဲ့လက်လွှဲအားကိုလက်လျှောက်လို့ကောင်းလားဟုတ်ကဲ့ဆရာအဲ့လိုလွှဲပြီးတော့လက်လျှောက်ပါအဲ့လိုမှမဖြစ်ဘူးဆိုကိုယ့်အိမ်ထဲမှာကိုတံပါးလေးခုလို့ဆိုတာတံပါးလေးခုပါဟုတ်ကဲ့ပါဆရာဒါဖြစ်နိုင်တာတွေကိုကိုအเจ้าညင်စာလို့ပေါ့နော်ဟုတ်ကဲ့ပါရေကူးနိုင်ရင်ရေကူးပါဟုတ်ကဲ့ပါဆရာရေကူးတဲ့ခါမှာရေနဲ့တဲ့နေရာမှာတော့မကူပါနဲ့ကိုညောင်းလာလို့ကြွတ်တက်လာလို့ဥမာအပြင်နားကျင်ဆောက်ထောက်လိုက်ဆောက်ထောက်လို့မိရဲ့ နေရာပေါ်ရေဟာကိုယ့်ရဲ့ရင်စုအထက်မရောက်ဘဲနဲ့အဲ့လိုနေရာမျိုးရေကူးပါဟုတ်ကဲ့ပါဆရာနော်အဲ့ဒါရေချိုးတိုင်းရေချိုးတိုင်းချီဝါနဲ့လက်ဖွားရေဆိုစားနဲ့အလျားလိုက်ပို့ပါပြောရတဲ့များပြီမယ်လို့လုံနိုင်များလို့ပေါ့ဟုတ်ကဲ့ပါဆရာနောက်စီးတဲ့ဖနာကအခုချိန်မှာလူအလိုနမ်းမလိုက်ပြီမယ်လူအလိုလူချင်းလက်ရောကြတယ်ဘူးတွေဖနာကဘာဖနာတယ်လဲ ပူလေးတွေကျမ်းမာရေးဖက်ကျမ်းမာရေးဖက်ဟုတ်ကဲ့ဆရာပူလေးတွေအခုဆရာစီးကြတာတွေ့လားဟုတ်ကဲ့ပါဆရာကြီးဆရာအိမ်ထဲမှာလည်းအဲ့လိုအစ်တကလေးစီးသူအပြင်ထွက်လဲအဲ့လိုဖက်မျိုးပဲစီးတယ်ဟုတ်ကဲ့ပါဆရာတိတ်ကောင်းတယ်သူများလက်တွေစီးတယ်ဟုတ်ကဲ့ပါဆရာကြီးတခါတည်းကိုနှိပ်ပေးနေတယ်လို့ပဲနော်ဟုတ်ကဲ့ပါဆရာကြီးအဲ့လိုနည်းနည်းနည်းချင်းလိုက်လာလိုက်ဆရာအဖြစ်မိခွန်းရှင်သားရဲ့ဝေနာတွေဟာတိတိတသာပျောက်ကင်းသက်သာပါလိမ့်မယ်လို့ဆရာကြီးအကြံပေးပါတယ်ဗျာကျေးဇူးတင်ပါတယ်ဆရာကြီးရှင်အားလုံးစာဝနာကင်ပြရာရှင်ကြပါစေ